ီလေးကိုမိရင်တို့တမျိုးပဲတိုက်ပြတယ်ပေါ့နော်မိရင်တို့တမျိုးပဲတိုက်ပြတယ်ဆိုတော့တမီလေးကနိုးတိုက်လို့မရဘူးနိုးတိုက်လို့မရတော့ကျွန်တော်အစိုးရလောက်ကထွက်ရပြီပေါ့ထွက်ပြီးတော့ကိုပိုင်းအိမ်မှာအကစားတင်တယ်ပေါ့နော်ချင်းစားဖွင့်တယ်ပေါ့အဖွင့်တော့ကလေးကနိုးဆူစာအရွယ်ဖြစ်တဲ့တော့တစ်ချိန်လုံးမိခင်တို့ပဲတိုက်နေတာဆိုတော့ကျွန်တော်လည်းအကစားတင်တယ်ဖွင့်ပြီဆိုတော့အတင်းနဲ့တစ်ဖက်ပြလိုက်အိမ်မှာပဲပြီးရင်ကလေးကိုအခန်းထဲဝင်ပြီးနိုးတိုက်လိုက်ပေါ့အဲ့တော့ကျွန်တော်တင်တဲ့သူတွေက အနေနဲ့နည်းနည်းများလာတဲ့ခါကျတော့ဒီမှာတပည့်ကိုနိုးတိုက်တဲ့အချိန်ကိုစကြင်ကြည့်ရအောင်နော်၄နိုင်ချာတစ်ခါတိုက်ကြည့်မယ်ပေါ့၄နိုင်ချာတစ်ခါနိုးတိုက်ကြည့်နော်အစောပိုင်းမှာတော့ကလေးက၄နိုင်မတိုက်နေမှာနိုးစာလုံးငိုတယ်ပေါ့နော်နောက်ပိုင်းလေ့ကျင့်ပြီးရင်လေ့ကျင့်ပြီးရင်လည်း၄နိုင်ချာတစ်ခါမှ ကျမအားမဲ့ချိန်နဲ့သူတို့စာမဲ့ချိန်နဲ့ကွက်တီလာဖြစ်တယ်ပေါ့အဲ့လိုကနေပြီးတော့သမီးနိုတိုက်တဲ့အရွယ်နိုမိခင်တို့တမျိုးတည်းဆိုတဲ့ဆိုတဲ့အရွယ်ကနေပြီးတော့ဖြစ်ဆွတ်စာတွေကြွေးရမယ်အရွယ်ရောက်လာပြီပေါ့နော်အဲဒီကဆရာမနေရတော့တနည်းတိတိုက်ခိုင်းနေပေါ့ကျမအမေရောကတော့6လ9လဆိုရင်ဖြစ်ဆွတ်စာတွေကြွေးကြတယ်ဆိုတော့ကျမကတော့6လ10လတနည်းလောက်မှဖြစ်ဆွတ်စာဖြစ်ဆွတ်စာကိုကျမကဟောပေါ့သူ ready make you when to win it မှာပဲနေလေးရယ်စံရယ်ကိုနို့စီ တဘိုးစီပေါ့နော်တိတ်ထားပြအဲ့ဒါလေးတွေကိုကြိုကြိုပြီးတော့အသားတွေကိုနှုံနှုံဆင်းအသီးရွက်ပေါ့နော်အစုံပါအောင်အဲ့လိုမျိုးလေးလုပ်ပြီးတယ်ပေါ့နော်ကျွေးတယ်ပေါ့ကျွေးတော့ကလေးတွေထုံးစံတိုင်းစာမစားချင်တဲ့အချိန်ဆိုတာရှိတယ်ပေါ့သူတွေထမင်းကျွေးရခက်တဲ့အရွယ်ဆိုတာရောက်တယ်ပေါ့နော်ကျွန်မတို့ပြန်လဲထုံးစံတိုင်းထမင်းကျွေးရခက်တဲ့အချိန်ရောက်လာတော့ ကျမလည်းအချိန်မှာအင်္ဂစားတင်တန်းလေးရလူနေနေတင်တန်းသူတွေနည်းနည်းတိုးလာတယ်။တိုးလာတော့အင်္ဂစားတင်တန်းအားလုံးစိုက်တာတစ်ဖက်သူ့ကိုအိမ်မှာအကူရှိပြင်မဲ့လဲအမေပဲတောင်းရှိတော့အမေပဲကျွေးရတာဆိုတော့သူ့ကိုထမင်းအဲကျွေးရတာတက်လို့ဖြစ်တဲ့ခါကျကျမတွေးတယ်။ဟိုထမင်းမစားရင်မေးရရစိတ်ဆင်းရဲလေအဲ့ဒီမှာအဲ့တော့ထမင်းမှာအာဟာရဖြစ်တာကထမင်းမဟုတ်တဲ့ချာဟာကျွေးလို့မရဘူးလားလို့ကျမတွေးမိပြီးတော့မဲသားအတုံးကြီးကိုအတုံးတုံးပြီးတော့ပေါင်ထားပါတော့ရှင်နူးအိမ်ကပေါင်ထားပြီးတော့အေးခံထား ဲ့ရာလေးကိုပကံလေးနဲ့ထည့်ထားရင်သူကသွားယူသွားယူပြီးတော့အဲ့မဲသားတစ်ချက်မှတစ်ခုလုံးစုပ်စုပ်စုပ်ပေါ့နော်မောဟတက်ပြည့်ရဲ့ခါကျတဲ့အထဲမှာအဲ့အမဲသားအတုံးကြီးပဲကြံပြီးအရေးကြီးကုန်ကုန်နေပေါ့။နောက်ကျတော့ရွှေဖြုံသီးလေးတွေကိုထညက်နဲ့ပြုတ်ပြုတ်ပြီးတော့မတခါရွှေဖြုံသီးကိုထညက်နဲ့စားအဲ့လိုမျိုးကြွေးတဲ့ခါကျတော့သူထမင်းမစားပဲမဲ့ထမင်းစားခက်တဲ့အရွယ်မှာ မစိတ်တော့ကတာမရောက်ခဲ့အောင်ပေါ့နော်မရောက်ခဲ့အောင်တမင်းမဟုတ်လေကျန်တဲ့အစားစားစားလေအဟာရပြည်တာပဲဆိုပြီးဒီမှာဆုံးဖြတ်ခတာဖြစ်နေတဲ့အဲတမင်းတမင်းမစားတဲ့အချိန်မှာလည်းရွှေဖြူမျိုးတညနေပြုတ်တာလို့အပားကြီးပြုတ်တာလို့စားတယ်ပေါ့နော်အဲအဲ့လိုကနေမှကျွန်မအကစားတင်တဲ့အဲနဲ့ဖွင့်ပြီးတော့အမေတာဝင်ရော အဲနောက်ဟိုကျမဝါသနာပါတဲ့အလုပ်လုပ်ချင်တာရောနှစ်ခုရဲ့ချားမှာလုပ်ဖို့ဆိုရင်သမီးနဲ့ကျမချားမှာအဆင်ပြေမှုတွေအဲတော်တော်ညှိရွာမှာဖြစ်တဲ့အတွက်အဲကျမလောဘလည်းပါမှာပေါ့နော်သမီးလေးကိုကျမကတော့အလိုမျိုးတည်ချင်ခဲ့ပါတယ်အောင်မြင်တယ်လို့ပြောရပါမယ်